အားလုံးပဲမင်္ဂလာပါရှင်မြမအော်ဒီယိုပို့ချန်လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့တင်ဆက်ပေးမှာကတော့မလှဟင်ကို ကျွန်တော်ချစ်တယ်ဆိုတော့အချင်းဝိတ္ထုလေးကိုတင်ဆက်ပေးမှာဖြစ်ပါတယ်နေစဉ်ဇလန်သစ်တွေကို တင်ဆက်ပေးမှာဖြစ်လို့ channel လေးကို like and subscribe လေးလုပ်ထားပြီးမိကခေါင်းလောင်းလေးကိုလည်းနှိပ်ထားပေးပါအောင်ရှင်။ကဲဒါဆိုရင်ဇလန်လေးကိုစလိုက်ရအောင်နော်။မလှရင်ကို ကျွန်တော်ချင်းနေမိသည်မလာရင်သည် ရွှေသားလျောင်းဖရာနီမွန်လူမျိုးများအနေများတဲ့ရက်ွက်လေတခုရင်းနေသည်ထိုစင်းကကျွန်တော်သည်ဆယ်ရန်ចောင်းသာဖြစ်သည်ចောင်းပရန်ဆိုရင်ကျွန်တော်တငယ်ချင်းလာရင်အိမ်ကို ကျွန်တော်သွားလေလीရှိသည်လာရင်အိမ်ကသက်သားတဲ့လက်မှုပညာဆိုင်ရာအချော်တဲ့လီများကိုလှုပ်သည်ကျွန်တော်ကသက်သားတဲ့လက်မှုပညာကို စိတ်ဝင်စားသောကြောင့်လာရင်အိမ်ကိုကျောင်းပည့်ရတိုင်းသွားပြီးတုတ်ထံကပညာယူသည်လာရင်မိဘများဖွင့်ထားသည့်အလုံးရှုံမှာတော့ကျွန်တော်မလှရင်ကိုတွေ့သည်အသာဖြူပွေပွေမျက်လုံးဝိုင်းဝိုင်းသပင်ရှိရှိနဲ့စစ်စရာကောင်းလောက်သည့်ရုပ်ရည်ပိုင်ရှင်ဖြစ်သည်ကျွန်တော်ကိုသူကတွေ့ရင်ခုခုပြီးတော့ရှယ်တတ်သည်တကယ်ချင်းလှရည်ကဟဲ့ကော မင်းကိုလှရင်ကစိုက်နေသလားမသိဘူးအဲလိုပြောမှသူ့ကိုတတိထားမိခြင်းဖြစ်သည်ကျွန်တော်နေမလှရင်ကြားတွင်အောင်တွေတော့ကလှရင်ဖြစ်သည် နောက်ပိုင်းလှရင်အိမ်ကိုကျွန်တော်ရောက်ချင်းသည်တုံအိမ်ထုတ်ကုန်တစ်သားတွေများကိုသဘောကျ၍ဆိုခြင်းထက် မလှရင်ကိုကျွန်တော်သဘောကျခြင်းကြောင့်ပူများလေသည်ចောင်းပရက်တာမကចောင်းလှလေလှရင်ကို ရွှေသားလျောင်းပိုင်းထိစပိန်နဲ့လိုက်ပို့ကမလှရင်ကိုကျွန်တော်နောက်ပို့တက်လာသည်မလှရင်ကလှရင်တို့အလုတ်ယုံတွင်နေစားလာလုံးနေသော အလုတ်သမားလေးဖြစ်သည်သူမိဘတွေကစိတ်ရဲပါတယ်ကျွန်တော်နဲ့မလှရင်ရွှေသားလျောင်းဖျားပေါ်တွင်ချင်းတွေ့နိုင်ရန်စီစဉ်ပေးသူမှလည်းလှအေးပဲဖြစ်သည်လူပြောလူရွေးဘဝအချစ်တွဲတွေကြွနေခြင်း မလာရင်နဲ့ချစ်သူတွေဖြစ်ရသည့်ဘဝကိုချီးနှူးတရားမိသည်မှာတော့အမှန်မင်းဖြစ်သည်တနေ့ကျွန်တော်တို့ချင်းတွေ့နေစဉ်မလာရင်အကိုကကျွန်တော်တို့ကိုမြင်သွားသည်နောက်တနေ့ကစပြီးမလာရင်အလုပ်စင်းဒီကို မတွေ့ရတော့ပါသူင်ကကျွန်တော်လိုចောင်းသားနဲ့သဘောမတူနိုင်ဟုဆိုကမလာရင်ကိုအိမ်ထဲကအိမ်ပြင်မထွက်ရန်ပိတ်ပင်လိုက်တော့ရပါဘော ြီးတော့ဆိုစေလှိုင်းကတညာရင်သူ့အလုံးရောက်ပြီး၌ကျွန်တော်နဲ့မလှရင်တော့ကိုတွေးနိုင်အောင်လို့စီစဉ်ပေးသည်ညာ9နာရီလောက်တွင်ကျွန်တော်တို့ချင်းတွင်ကြတာပေါ့ထိုနေ့ကရွှေသားလျောင်းကွင်းထဲတွင်အငိတ်ပွဲတစ်ခုရှိသည်မလှရင်အိမ်ကပွဲကြည့်သွားနေစေလှိုင်းကခေါ်တော့ကကျွန်တော်တို့ကိုတွေ့ပေးခြင်းဖြစ်သည်မလှရင်ကငိုတယ် ။ဘာဖြစ်လို့ငိုတာလဲ။အကိုနဲ့အင်းကသဘောမတူဘူးတဲ့။အင်းလေးအကိုကအကြောင်းသားပဲကိုအကိုပြောလေ။လာရင်ကိုလေအင်းကအင်းတော်ချပြီးတော့မေးတဲ့။ဟမ်ဟုတ်လား။ဘယ်သူနဲ့လဲ။အကိုမသိပါဘူး။လာရင်ကအင်းလူနဲ့ယူမလို့လား။ယူရလိမ့်မယ်အကိုဒါဆိုရင်အကိုကိုထားခဲ့မယ်ပေါ့ မထားခဲ့စေချင်တနည်းပဲရှိတယ်ကိုဘယ်နည်းလဲလှရင်ခိုးပြေးကြမင်းနေဘဲတော့လေအခုပဲလေခုပဲခိုးပြေးတော့လှရင်လည်းအကုန်းနဲ့ခွဲနိုင်မှုကျွန်တော်စကားပြန်မပြောနိုင်တော့အောင်ကို ဖြစ်သွားသည်ထိုးတော့တပင်းကြီးချပြီးမဖြစ်ပါဘူးလှရင်ဘာဖြစ်လို့မဖြစ်ရမှလဲအကုန်းအကုန်းမှာပတ်စံလည်းမရှိဘူး အလုံးလည်းမရှိဘူးအကုံနဲ့လိုက်ခရင်လှရင်စင်းရင်နေမယ်။အော်အကုံကလည်းလှရင်တော့စူးစမ်းမှာပေါ့မဖြစ်နိုင်ပါဘူးကွယ်။ဘာဖြစ်လို့လဲအကုံအကုံပညာဆက်တင်ချင်းသေးတယ်။ဆယ်တန်းအောင်ဖြစ်မယ်။တက္ကသိုလ်တက်ချက်သေးတယ်။တက္ကသိုလ်ပြီးလောက်မှလှရင်နဲ့လက်ထပ်ချင်တာလှရင်ကအဲ့ဒီအချိန်ဒီအကုံကိုစောင့်ရမယ်ပေါ့။ ဟုတ်တယ်။ဘာမှအတင်လည်းမဖြစ်မပြေဆုံးသေးတဲ့ဘဝမှာလှရင်ကိုဒုက္ခတွေမခံစားစေခြင်းမို့အကောအဲ့ဒီလောက်ဒီစားဖို့မဖြစ်နိုင်ဘူး။လှရင်ကိုဒီညမခုံးရင်အကောတက်တလုံးဝေးသွားလိမ့်မယ်။ကျွန်တော်ဆုံးဖြတ်ချက်ချလိုက်သည်။ကျွန်တော်တို့ကိုကင်းဆောင်ပေးနေသောလှရင်ကို သွားခေါ်လိုက်ပြီးလှရင်ကို သူ့လက်ထဲပြန်ထည့်ပေးလိုက်သည်။ ကျွန်တော်လှရင်ကိုအပိတိုင်းကြောခိုင်းခဲ့သည်မချွေရမဟုတ်ပါမဖြစ်နိုင်သေးသောကြောင့်သာဖြစ်သည်ဒီလိုနဲ့ကျွန်တော်စိတ်ထဲအောင်ခဲ့တယ်တက္ကသိုလ်ဆက်တန်းနိုင်ခဲ့တယ်နောက်ဆုံးကျောင်းဆရာဘဝကိုလည်းပိုင်ဆိုင်နိုင်ခဲ့တယ်ကိုဖြစ်ရှင်ဆုံးစာရေးဆရာဘဝကိုလည်းရောက်ခဲ့ပါတယ်ဘကိုးကိုကိစ္စတစ်ခုနဲ့ပြန်စီကျွန်တော်တငယ်ချင်းလှရင်အိမ်ကို ရောက်ခဲ့တယ် နိုင်ကရခုတော့သူမိဘလုပ်ငန်းတွေကိုအိုးစီပြီးလုပ်ငန်းရှင်ကြီးဖြစ်နေပြီဟေးမင်းလှရင်ကိုတတိမရဘူးလားဘာဖြစ်လို့လဲသူလည်းငါ့ကိုတွေ့တိုင်းမင်းကိုမေးတယ်သူအိမ်တော်ကျသွားပြီလားလာခါနေလိုက်ခဲ့လာကြီးကကျွန်တော်ကို သူ့လမ်းထဲမှာအင်ကြီးတစ်လုံးကိုခေါ်သွားတယ်အင်ရှိရောက်တဲ့အခါရင်နိုင်ချင် ေးနိုင်ချင်ဟုအခေါ်လိုက်သည်အိမ်ထဲကနေလူတစ်ယောက်ထွက်လာတယ်ဟာကိုလာအေးလာအဲ့ဒီပါပါလာသလားအေးကွာဒါငါ့ရဲ့ငွေချင်းပဲသူကရိုးစုံဝဲချင်းလို့တဲ့ကျွန်တော်လှအေးကိုရိုးစုံဝဲချင်းချောင်းကိုမပြောမိပါကိုနိုင်ချစ်ကလှအေးဒီမှာကိုလာအေးလာတယ်ရိုးစုံဝဲချင်းလို့တဲ့လीအိမ်ထဲကထွက်လာသူမှာ မလှရင်ဖြစ်နေသည်သူကအလွန်ခံရသော အင်ထရီရသည့်မိမကြီးတယောက်ဖြစ်နေပြီဟဲသူကကျွန်တော်ကိုတွေ့နေပါးစပ်လေးကိုလက်နဲ့ပိတ်ပြီးအံ့အားတင်သွားသည်အကောသူကကျွန်တော်ကိုအကောဟုခေါ်သေးသည်လှရင်မှတ်မိလားလာအေးကမေးလိုက်ခြင်းဖြစ်သည်မှတ်မိတာပေါ့ဘဲကမလို့ရောက်လာရလဲ ဟေးတို့တငယ်ချင်းကစာရေးဆရာကြီးဖြစ်နေပြီဟာကဲရိုးစုံနှစ်ထုပ်လောက်ရှောင်းရိုးရဲ့ကရိုးရိုးရဲ့ပြီးငါတို့ကိုလက်ဆောင်ပေးလိုက်ချင်လို့လေမလာရင်ကကျွန်တော်ကိုလက်ဆောင်အဖြစ်ပေးလိုက်သည်ကျွန်တော်တို့ပြန်လာစဉ်လှအီးကလှရင်နေနိုင်ချစ်တို့အိမ်အောင်ကျသွားပြီကွာတာသမီးတော်၃ယောက်ရနေပြီ သူသားအကြီးဆုံးကဘွဲရပြီးတော့ ခုဆိုရင်နိုင်ငံခြားအောင်ရောက်နေပြီ။တမီးနှစ်ယောက်ကဖះမှာရိုးစုံဆိုင်ဖွင့်ထားတယ်။သူတို့ရိုးစုံလုပ်ငန်းကအောင်မြင်နေกว่า။လိုက်ရင်တယောက်ခုဆိုရင်တထေးဖြစ်နေပြီ။ကားရီတိုက်တွင်နေပေါ့กว่า။ဝမ်းသာတယ်กว่า။မင်းကဘာကိုဝမ်းသာတာလဲกว่า။လာအေးတကယ်လို့ဟိုတညကလှရင်ကိုငါခိုးပြေးသွားခဲ့မြည် ။လာရင်လည်းစင်းစင်းရဲရဲနဲ့နေရမှာကွာ။ခရော့သူကချမ်းချမ်းတသာနဲ့နေနိုင်နေတာ။အဲ့ညကငါ့ရေဆုံးပြချက်မှန်တယ်လို့ငါတွေးမိတယ်။ငါကအဲ့ညကလှရင်တော့ဒါလောက်တောင်ခွင့်ရေးပေးနေတာဘာဖြစ်လို့ခိုးမပြေးရတာလဲ။ဘာမှမပြေဆုံးနေပွားမှာမစွန်စားတာပဲကောင်းပါလေကွာ။တူနကိုတဲဝူပြန်มาနေရထမကြီးအတူရက်ရမင်းဆိုရဲ ဒါပေမဲ့လည်းခဏပဲကောင်းပါပါ။ရေရှည်မကောင်းနိုင်ပါဘူးကွာ။ငါအမှန်တမ်းပြောရရင်မင်းလှရင်ကိုခိုးပြေးမှစိုးရင်နေတာကွာ။ဘာဖြစ်လို့လဲကွာ။ငါလည်းလှရင်ကိုကြိုက်နေတာလေ။ဟင်ဟုတ်လား။ဒါပေမဲ့လှရင်ကငါ့ကိုမကြိုက်ပါဘူး။နိုင်ချစ်ဆိုတာလေငါတငယ်ချင်းပဲ။အေးပါကွာ။ဖူးစာဆိုတာဥရိုင်းနေမရနိုင်ပါဘူး။